ွင်ဒကာဓမ္မတို့ကိုအတွေ့အကြုံတစ်ခုပေးခြင်းပါတယ်။ကိုယ်တိုင်လည်းစဉ်းစားပြီးတော့ဖြေပါ။ကိုယ်တိုင်လည်းစဉ်းစားပါသုံးသပ်ပါ။ဒါဆိုရင်ဒကာဓမ္မတို့ဒီဥစဉ်တို့ဒီဘုရားဘာသာအများစုတို့ဒီဘုရားဘာသာ အားလုံးတို့ဒီပေါ့။တရဏဂုံတဘွားဒါတီးဖို့မြဲဖို့သိရေးကြီးပါတယ်။တရဏဂုံအပြည့်လည်းမခံပါနဲ့အညှိုးလည်းမခံပါနဲ့။ဒါဆိုရင်တရဏဂုံပြက်တာတရဏဂုံညှိုးတာပေါ့လေ။ဒီတရဏဂုံပြက်တာပဲဦးစားပြီးပြောကြပါစို့။အဲ့ဒီမူလဗန္နတာထေကရမှာတရဏဂုံပြက်ခြင်းနှစ်မျိုးဖွင့်ပြတယ် အဓိကအမျိုးသမီးများသေချာအောင်ဆက်ပြီးတော့နားစေခြင်းနဲ့တရဏဂုံမှာများသောအမျိုးသမီးတွေကြောင့်ပြတ်တာများတယ်။ဘာဒီလဲဆိုတော့တရဏကမဏတဘေတော့တာဝေဇောစာအနဝေဇောစာတူပြီးတော့ဟုတ်တယ်။တရဏကမဏတဘေတော့တရဏဂုံပြည့်စည်ခြင်းဒီတာဝေဇောစာအပြည့်ရှိသောပြည့်စည်ခြင်း၎င်းအနဝေဇောစာအပြည့်မရှိသောပြည့်စည်ခြင်း၎င်းအိဒီဤတို့တူပြီးတော့နဘအပြားရှိသည်ဟုတ်ပြီ။တရဏဂုံပြည့်ခြင်းကအပြည့်ရှိသောပြည့်ခြင်းနဲ့အပြည့်မရှိသောပြည့်ခြင်းလို့နှစ်မျိုးရှိတယ်။ဒါဆိုရင်ဘာတွေလဲ အပြစ်မရှိသောပြခြင်းကကာလကရိယာဘေတော်အနဝိဇ္ဇဘေတော်တိဟုသတိပုထုဇဉ်ဗုဒ္ဓဘာသာတရားတည်ရင်တရဏဂုံပြတ်တယ်အဲ့ဒါအပြစ်မရှိဘူးအာဟုတို့မဖြစ်ဘူးလို့မှတ်ပါအဲ့ဒါဓမ္မတာလို့နော် မှတ်ပါဓမ္မတာပဲပုထုဇဉ်သိရင်တော့တရဏဂုံပြတ်တာပဲဒါဓမ္မတာဒါဆိုရင်တရဏဂုံမပြတ်တာကဘာလို့လဲဆိုအရိယာသိရင်တော့ဘဝဆက်တန်ဘယ်ဘဝမှာတရဏဂုံမပြတ်တော့ဘူးဒါကြောင့်ဘဝဆက်ဆက်တရဏဂုံ မပြည့်စေခြင်းတဏ္ဍာရကြောင့်တဏ္ဍကုံပါသွားစေခြင်းတော့ဝိပဿနာတရားကိုအရိယာဖြစ်တဲ့အထိနာကြအားထုတ်ဖို့မလိုဘူးလားလိုပါဗျာအဲ့ဒါကနောက်မှဆက်နာကြတာပေါ့လားဒီတော့အပြည့်မရှိတော့ပြည့်ခြင်းကပေလို့ပြတ်တာဒါဆိုရင်အပြည့်ရှိတော့ပြည့်ခြင်းကဘယ်လိုဟာမျိုးလဲနားထောင်ဒါကဘူရေးကြည့်တယ်အိညာတထာရတိတုအဟံအဒါနံပရိစ္ဆာမိတိအေယုံအိညာတထာရုဒေတဝဒေနတာဝိဇ္ဇဗေဒောတိဥစ္စတိ ေညတထာတာဒီလူဖရာတရားတန်ဃာမတပါအခြားသောဘုရောတွေမေတော်တွေ39မိနစ်တွေကိုကြီးကျော်တွေမန်နေလေးတွေအာညောင်းတာပြောရတာနော်အများကြီးဒါကိုအဲ့ဒီနတ်တွေအလုံးကိုတဲ့အဟံတပြီတော်တပြီတော်မသည်ပရိစ္ဆာမိအသက်နဲ့ခန္ဓာကိုယ်ကိုအနှစ်လူတန်းကိုယ်ပဲပါဤဣတိဤတို့အညတထာရုဒိသဝဒိနာဖရာတရားတန်ဃာမတပါအခြားသောဘုရောတွေမေတော်တွေနတ်စိမျိုးစုံတွေမှာဆရာရှာချင်းအစွမ်းဖြင့်တရုံပစ္စည်းမျိုးကိုတော့တာဝိဇ္ဇဗေတော်တွေဟုတ်စသည့်အပြည့်ရှိသောပစ္စည်းချင်းလိုမှတ် အမျိုးသမီးတွေတိကျနာပါခမားတို့ကြောင့်အမျိုးသားတွေပါတဏ္ဍာဝန်ပြက်ကုန်တာအဲ့တော့ဖယားတရားတန်ဃာမတပါအခြားသောဘိုးတော်တွေမယ်တော်တွေ38မင်းအပြင်အတွင်းအပြင်38မင်းနေတော့ကိုကြီးကျော်တွေမန်နေလေးတွေလူရက်တတိတွေအဆုံးပေါ့ဗျာအဲ့ဒါတွေကိုတဲ့သူတို့ရှိမှပြုံပြုံလေးထိုင်ပြီးတော့အရင်အချိန်ကောင်းတော့ကကျွန်တော်တို့အသက်နဲ့ခန္ဓာကိုအနှစ်ပြီးတော့လှူဒန်းပြီးတော့ကိုယ်ွယ်ပါတယ်လို့အဋ္ဌိဌာန်ပြီးတော့ဘုရောရတာတဏ္ဍာဝန်ပြက်ရောဘာတဏ္ဍာဝန်မှမရှိတော့ဘူး ်တရဏဂုံရဲ့အကျိုးကိုတစီမှမခံစားရတော့မနစ်နာဘူးလားပြည်တံမနစ်နာပါဘူးနစ်နာတယ်နော်အမျိုးသမီးတွေတိကျစဉ်းစားဒါကြောင့်အမျိုးသားတွေလောက်မပါဘူးအမျိုးသမီးတွေအဓိကကြစဉ်းစားပါတို့တော်ချင်းကရှင်လဲလျှောက်တာပြားလဲဆွဲတာနီးလဲပေးပါမယ်အဲ့တော့အစင်ဆက်ကလောက်လာတချို့ကြလဲမစွန့်ရဲကြအောင်မစွန့်ရဲလဲမစွန့်နဲ့ထားလိုက်တို့တော့ကိုးွယ်ချင်းနဲ့ပတာချင်းကို ခွဲပါဗာနဲ့ပါခွဲရအောင်အတွေးခေါ်လေနော်ဒီနေ့တရားမှာ နှုတ်ပြစရာအကာတခုမှမပါဘူးတလုံးမှလွတ်မသွားအောင်နားထားအနှစ်တည်းကြီးပြောနေတယ်ကိုယ်ခွေချင်းကဘာလဲပတာချင်းကဘာလဲကိုယ်ခွေချင်းဆိုတာကဟောဒါကိုကိုယ်ကငါတို့ဒီဘဝတန်တရာဆဲချမ်းသာကိုရမှာအဘယ်ပြီးကင်းမှာဆိုတဲ့စိတ်နဲ့ကိုယ်ခွေတာကဒါကိုယ်ခွေချင်းလို့မှတ်ပါအဲ့လိုကိုယ်ခွေရမှာကတော့ဖရားတရားတန်ငါပဲကျန်တာဘာမှလာမရောနဲ့အေးအဲ့ဒီလိုကျန်တဲ့အယုံမျိုးစုံပုဂ္ဂိုလ်မျိုးစုံခင်ဗျားတို့ပတာရင်တော့ပတာကောင်းပါတယ်ပတာတဲ့ဆိုတာတင်တာကြွေးတာကိုပြောတာပါနော် တင်းရင်တင်းမှာကျွေးရင်ကျွေးပါအဲ့ဒါအပြစ်မရှိပါဘူးကုသိုလ်ရပါတယ်တလေးဆန်ကျွေးတော်ကုသိုလ်ရသေးတာကိုကျွေးလိုက်တာမိတ်ဆွေဖြစ်ပါတယ်ပတာကောင်းတော့သောဖယံတရားတန်ခါကဲ့သို့မကိုယ်ဝယ်ကောင်းမှုလို့မှတ်ထားပါဒါလေးမှတ်ပါနော်နောက်မိမိနဲ့ပြုတဲ့ကုသိုလ်အမျှပေးပါမြစ်တံပို့ပါတို့တို့အင်မတန်မှနှစ်သက်ချစ်ခင်ဆောက်ရှောက်ပါလိမ့်မယ်အဲ့ဒီဒကာဒမမြကိုကိုရတဲ့39မိနစ်လေးကိုကြီးကျော်ရီမနဲ့လေးတွေအစရှိတော့ပုပ်ပူအားလုံးဟာဘုံအင်းနဲ့ခွဲရင်တော့အပေဘုံသားတွေဖြစ်ပါတယ်။ကြိတ်တာဘုံသားတွေပါ။ဘာဘုံသားလဲ ကြိတ်တာအဘယ်ဘုံသားဟာလူတဲ့နေတယ်လားမြင့်တယ်လားမြင့်ပါဗျာနေနေဒါကြောင့်တို့တို့ဒီကိုယ်ကိုယ်စရာပုံကိုယ်တွေမဟုတ်ပါဘူးတနာစရာ ပုံကိုယ်တွေဘာပုံကိုယ်တွေလဲဒါကြောင့်နေစဉ်အမျှပေးပါမေတ္တာပို့ပါဟုတ်လားမှန်ပါဗျာဒီလိုပုံစံပို့မလင်းနေနဲ့ပြောပြခဲ့ခြင်းပါတယ်ဒါဆိုရင်ဒကာတော်များအတွေ့ခေါ်လေးပြောခြင်းတာကစကားတစ်ခုရှိတယ်အဝင်ပစိန်ထွက်ပါတယ်လို့မိမိအလေးတစ်ချောင်းဝင်လာဖို့အတွက်အလေးတစ်ချောင်းရလာဖို့အတွက်မိမိထံက ပေါက်ဆွေတဲ့ချောင်းပြန်ထွက်သွားတယ်ဆိုရင်ရှုံးသလားမြက်သလားဒါတော့တည်သားပဲဒါသိရင်ဒါကိုလည်းသိရမယ်နော်ဒါသိရင်ဟိုကလည်းသိရတယ်ဆိုကြဆိုဗျာအခုတချို့ကတက္ကရာမများကလေလော့ဂင်မှာမိမိယောက်ျားယာတုတက်ခြင်းနဲ့ဟုတ်တယ်မို့လားနောက်မိမိတို့ဈေးရောင်းကောင်းခြင်းနဲ့အစုံပေါ့လေငွေတွေတိုးခြင်းနဲ့ဒီတော့နတ်ကတော်များကလာနကနာပေးလေးတဲ့ကိုလောက်ပေးစမ်းမှာခုံးရဲဆိုရင်အဲ့ဒါယာတုတန်းတက်ရောငွေတွေဝင်ရောဆိုတော့ယာတုတက်ခြင်းငွေတွေဝင်ခြင်းနဲ့ကနာဝက်လှုပ်ရောလှုပ်တော့ ဟုတ်လားအချိန်မှာဖရာတရားတန်ကလုံးဝသတိမရတော့ပါဘူးနတ်မှာနတ်နတ်ကတော့တရဏံကိစ္ဆာမိဘိုးတော်တရဏံကိစ္ဆာမိဖြစ်သွားရောအာဗျာတရဏဂုံလို့ခေါ်တယ်ဟုတ်လားဘာတရဏဂုံ ਨੇ တရဏဂုံတရဏဂုံခုမှရှင်းလာပြီနော်ဖရာတရားတန်ကလည်းကိုးပွေတယ်အဲ့ဒီမဟုတ်တယောက်တွေလည်းကိုးပွေတယ်နှစ်မျိုးလုံးကိုးပွေပါတယ်ဖရာဆိုရင်ရတယ်အဲ့ဒီပုဂ္ဂိုလ်ကကာဗျာတရဏဂုံကာဗျာဗုဒ္ဓဘာသာဝင်နဲ့မှတ်ထားဗုဒ္ဓဘာသာစက်ကြပေါ့မိမစိဖမစိဟုတ်လားဒီလိုလည်းမှတ်ထားအဲ့တော့ပြောမယ်နော်ဒေဇာနာနဲ့ဥစဉ်အတွေ့လေးပြောခြင်းတာအဲ့လိုကခင်ဗျားနဂနာတွေပေးပြီးပြာနဲ့တွေ စောစောကရိတ်တာပုံသားတွေကိုကိုွယ်ပြီတဲ့အေးတိုက်တဲ့ဆန်ဆိုင်ရာထူးတိုင်နဲ့တက်လိမ့်မယ်ငွေတွေဝင်လာရင်လည်းဝင်လာလိမ့်မယ်ဝင်လာတယ်ပဲထားလိုက်ရာထူးတက်တယ်ပဲထားလိုက်ပါကိုကတရဏဂုံအညှို့နှွမ်းခံတရဏဂုံအပြက်ခံပြီးတော့အဲ့ဒီမဟုတ်တရုပ်ပုံကိုယ်တွေကိုကိုွယ်လိုက်တာနဲ့ဒကာတော်မတို့တက်လာတဲ့ရာထူးရလာတဲ့ငွေဟာခမရတို့နောက်ဘဝထင်မြန်စားရရဲ့လားမစားရပါဘူးဗျာတဘဝစားလိမ့်မလားမှန်ပါပါဗျာအဲ့ဒါခမအဲ့တချောင်းဝင်တာနဲ့တူတယ်မှန်ပါပါဘာဝင်တာလဲအဲ့လေးတချောင်းဝင်တာနော် ခမရတို့ထံကနေပြီးတော့တရဏကုံလက်ပြည့်ရောဟောစောစောကတိတရဏဂမ္မဏိယမထေရီခံစားတဲ့ကောင်းကျိုးတဲ့တူတဲ့ပေါက်ဆိုင်နဲ့အကုန်ပြန်ထွက်ပြီ။90ကဘာအပေတကပြည့်တဲ့ကုသိုလ်ကြီးကုံသွားပြီထွက်သွားပြီမရတော့ဘူး။ရှုံးတလားမြတ်တယ်။ရှုံးသွားတာ။အကျင်ရှိစေတရားမဖြစ်ရမယ်။ကောင်းကျိုးနဲ့တူတဲ့ပေါက်ဆိုင်ထွက်သွားပြီ။85ကျင်စက်ကြမ်းဖြစ်ရမယ်။ကောင်းကျိုးနဲ့တူတဲ့ပေါက်ဆောင်ကြီးလည်းထွက်သွားပြီ။အကျင့်များစွာဘယင်ဖြစ်ရမယ် ကောင်းကျွမ်းတဲ့ပြပေါ့စင်ကြီးလည်းထွက်သွားပြီ။လေလေကိုကိုချမ်းရတဲ့နာခွန်းတဲ့သားအယွန်းနဲ့ခွန်းတဲ့သမီးအယွန်းနဲ့ရမ်းနာပြမဲ့ကုတို့ကြီးလည်းပေါ့စင်ကြီးလည်းထွက်သွားပြီ။မရှုံးဘူးလားပြည့်တဲ့တို့။အေးဒီနေ့တရားမနာတဲ့အမျိုးသမီးချင်းလည်းနောက်ပြန်ဟောကြဟုတ်လား။ဒီအဲ့လေးတချောင်းဝင်ပြီးတော့ပေါ့စင်ပြန်အထွက်မခံကြတဲ့ကိုရှုံးပါတယ်နော်။ဒါကြောင့်ဖယားတရားတန်ခါနာအဓိကထားကိုကိုွယ်ကြ။အေးအဲ့လိုပုံပဲပြီးဆိုတကတော့မှကောင်းကျိုးတွေအများကြီးရလာလိမ့်မယ်။ဘာကောင်းကျိုးတွေရမှာဆက်စွာ၅မျိုးပြောခဲ့ပြီလေ တရဏဂုံတီးတဲ့ပုဂ္ဂိုလ်တွေပိစကမှာဘေးဆိုးတွေกินနေကြောက်ချင်းလန့်ချင်းလည်းပျောက်သွားတယ်။နောက်ဒုက္ခမျိုးစုံလည်းกินလွတ်တယ်။အပေဘေးကလည်းလွတ်တယ်။စိတ်ရဲ့ဉာဏ်ဝမှုဓမ္မသမ ्या ကိုလည်းပဲပယ်ဖြောက်ပေးနိုင်တယ်လို့အကျိုး၅ပါးဖွင့်မပြခဲ့ဘူးလား။ဖွင့်ပြခဲ့ပြီ။ဒါကြောင့်အခုကြည့်ကောင်းကျိုးတွေဒီမှာရသွားတယ်။ဒီကကောင်းကျိုးကမကုန်သေးဘူးဗျ။ပြောအောင်မအားကြစရာ။ရောက်ပြီးတော့တို့တွေဘုဒ္ဓကမာကြီးတွေပေါ့။ ဈေးဝယ်တဲ့အခါအစ်စ်မတောင်းဘူးလားတောင်းပါဘူးဗျာအစ်စ်လိုချင်ကြတယ်အခုတဏ္ဍကုံတည်ရင်လေစိုးစိုးကကောင်းကျိုးတွေအပြင်အစ်စ်ကောင်းကျိုးရှင်မျိုးထပ်ရသေးတယ်နားထောင်နော်အစ်စ်ကောင်းကျိုးဘာကောင်းကျိုးလဲအစ်စ်ရသေးတယ်ဗျာအဲ့အစ်စ်ကလိုက်ဆိုသမ်းမှာဒါအဘာရန်ပါဠိတော်မှာဖွင့်လာပါပဲဒီနေ့လင်္ကာလေးဦးစင်ကိုယ်တိုင်ရေးထားတယ်ဆိုကြည့်တဏ္ဍကုံတည်သူမြားဘိုလ်လူမြားဘိုလ် အတူရမည်မှာအတူရမည်မှာအဘူဇောခန်းခြင်းအဘူဇောခန်းခြင်းဉာဏ်ထပြင်းဉာဏ်ထပြင်းအလျင်အလိုပါအလျင်အလိုပါနှစ်သက်ချင်းချင်းနှစ်သက်ချင်းချင်းရွှေအစင်းရွှေအစင်းမယွင်းဒူလီပါမယွင်းဒူလီပါရောဇောထင်းရှားရောဇောထင်းရှားစီစိန်အားစီစိန်အားမြပြခံစားရမြပြခံစားရခဲ့အဘိဗလီနားထောင်ကြ တရဏဂုံတည်တဲ့ပုဂ္ဂိုလ်ဟာဖြစ်ရဘဝမှာတဲ့ကောင်းကျိုးရှင်းမျိုးအစစ်ရပါလိမ့်မယ်အပူဇော်ခံခြင်းဖြစ်ရဘဝမှာအများရဲ့အပူဇော်ခံရပါတယ်ဘယ်ပုံရောက်ဘယ်ဘဝရောက်ရောက်ညံထက်ပြည့်ညံကောင်းပါတယ်ညံမကောင်းခြင်းဘူးလားအဲ့တော့တရဏဂုံသာမြဲကြတော့ဘဝစတဲ့ညံကောင်းလိမ့်မယ်ညံကောင်းတဲ့ပုဂ္ဂိုလ်လည်းရှားရတယ်ပြည့်တတ်တို့လူပုဂ္ဂိုလ်ရဲ့အတာတကူယံပုဂ္ဂိုလ်မြန်မာပြည်မှာယံတန်ဃာပေါင်း၄သိန်းကျော်လောက်ရှိတယ် အဲ့ဒီ၄သိန်းကျော်တဲ့မှာတိပိဋကသုံးပုံဆောင်တဲ့မထေရဟန်းဟာအခုမှ12ပါးပဲရှိသေးတယ်။ဘယ်နှပါးရှိ12ပါးပဲ။ဒီညာကောင်းတဲ့ပုဂ္ဂိုလ်မရှားဘူးလား။ရှားပါပါဗျာ။အဲ့ဒီတိပိဋကပုဂ္ဂိုလ်များကိုပြည့်တံမြန်ကျဉ်းကျိုတတ်အောင်နည်းနည်းပြောပြမယ်။အခုလိုသိသွားရင်ဘိုးကျဉ်းကျိုပါတယ်။ပိဋကသုံးပုံအောင်ဖို့အတွက်အဲ့ဒီဆရာတော်များဟာ ဟုတ်လို့နှစ်လက်မလောက်ထူတယ်ပေါ့။ကျန်းစာဦးကြီးပေါင်း20အာကုန်ပြန်အလုတ်ပြန်ရတယ်ဘေးရလာမထိုးပါဘူးအစားဆုံးပြန်ရတယ် အဲ့လိုအစားဆုံးပြန်နိုင်ရင်လည်းမအောင်သေးဘူးအဲ့ဒါတိပိတကဒရလိုပဲခေါ်တယ်ကောဝိတမဟုတ်သေးဘူးအောင်မတတ်မသေးဘူးဗျာအာကုန်ပဲပြီးသေးတယ်ရေးပြေလာပြန်ရေးပြေကြအဲ့လောက်နှစ်လက်မလောက်ထိုးတဲ့စာအုပ်ပေါင်း20ခုအကြည့်ရဖွင့်တော့အထက်ကရာဒီကအနုမတုယောဇနာဂန္ဓိနေတိယမြန်မာပြန်ဆိုင်တို့ကျမ်းပေါင်း1000နီးပါးလောက်ရှိတယ်အုတ်ရေပေါင်းအဲ့ဒီအုတ်ရေပေါင်း1000နီးပါးတဲ့အတိတ်ပဲတွေကိုအဲ့ဒါနှစ်ပေါင်းများစွာအုတ်နောက်ထဲရိုက်သွင်းပြီးတော့မှတပါးသာဖြစ်အနေဆိုအမှတ်90ကျော်ရမှအောင်တယ် စဲတန်းဖြစ်သူအမှတ်40နဲ့မအောင်ဘူးလာမရှုပ်နေတော့မရဘူးလောက်ညံလေးနဲ့ဂုံလို့ဆိုလို့ချင်း80ကျော်90မှာဂုံလို့ရပါတယ်အဲ့လိုရေးပြပါအောင်သားမှာတိပိတကဒရတိပိတကကောဝိဒါဆိုဘောဒိစိတ်စုခုပါတယ်အဲ့ဒါမြန်မာတပြည်လုံးမှာဘယ်နှပါတယ်ဂိုင်းအဲ့ဒီပုဂ္ဂိုလ်များမှတ်ထားဘဝအဆက်ဆက်ကတရဏဂုံတည်ခဲ့လို့ဘာဖြစ်ခဲ့လို့ဒါကြောင့်ဘဝစဲတန်းညံကောင်းခြင်းဘာတည်ရမလဲတရဏဂုံတည်ရမယ်ဒါကြောင့် အဘူဇော်ခံခြင်းညံထက်ပြင်းအလင်းအလိုပါတဲ့တတရမြောက်ကောင်းကျိုးကအစစ်ရမယ်ကောင်းကျိုးကအဲ့ဒီတရဏဂုံဒီတဲ့ဘက်ကိုဖြစ်ရဘွားမှာသူ့ရဲ့အလိုကိုအားလုံးကလိုက်ရပါတယ်တဲ့နှစ်သက်ချေချင်းဖြစ်ရဘွားဘုံဘုတ်ကိုရေးကသူ့ကိုနှစ်သက်ကြတဲ့ချေခင်ကြတယ်ငါးမျိုးရှိပြီရွှေဆင်းနဲ့ရွှေဆင်းလို့လှပါတယ်၆မျိုးကြော်စောထင်ရှားနံပါတ်ခုံကကြော်စောတယ်ထင်ရှားတယ်တဲ့နောက်စီးစင်အားများပြားခံစားရစီးစင်ဥစ္စာလည်းပေါများချမ်းသာတယ်တဲ့အဲ့ဒီကောင်းကျိုး၈မျိုးဟာ ဖြစ်ရဘွားမှာ တဏ္ဍဂုံတည်တဲ့ပုဂ္ဂိုလ်ရမယ်ဒါအစစ်ရမယ်ကောင်းကျိုးရှိမျိုးပါပဲဒါလေးတွေကိုပိဋကတ်များအားလုံးအတိအဝရစေခြင်းပါကြောင့်တဏ္ဍဂုံကိုအပြည့်လဲမခံကြပါနဲ့အညုံနှောင်းလဲမခံကြပါနဲ့လို့လေးလေးနက်နက်သတိပေးပါတယ်နော်